ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားပြန်မေအောင်လိုင်းကိုကြိုဆိုမဲ့စစ်တပ်ထောက်ခံသူများနေပြီးတော့လာရန်လမ်းစရိတ်ဟိုတယ်ကအပါအဝင်နေထိုင်စားတောက်တဲကိုကစရိတ်ငင်းဖြင့်ငွေကျပ်3000ပါမဟုတ်ဘူးပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ရှင်နီရုရှားခီးစင်မှာပြန်လာမယ့်အကြံဖတ်မင်းအောင်လိုင်းကိုကြိုဆိုရန်အတွက်စစ်တပ်ထောက်ခံသူများကိုနေပြည်တော်သို့လာရန်လမ်းစရိတ်ဟိုတယ်ကအပါဝင်နေထိုင်စားတောက်တဲခိုကစရိတ်ငိမ့်ဖြင့်ငွေချက်3000ကိုပါမဟုတ်ဘဲအဖြစ်ပေးကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါရယ်အကြံဖတ်မင်းအောင်လိုင်းနိုင်ငံသားခီးစင်မှာပြန်လာတိုင်းကြိုဆိုရန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းရှင်အချို့ကအကုန်ကြခံစီစဉ်ကြောင်း မင်းအောင်လိုင်ကိုကြိုးစိုးရေးနေပြည်တော်သို့လာမည်စစ်တပ်ဘက်တော်သားတရုတ်ဆောင်အစိုးတော်ဟာတလူရှင်တော်များမဘာတာဖုန်ကြီးများအမျိုးသားရေးအစွန်းရောက်များအတွက်လမ်းစရိတ်ဟိုတယ်ကစားစရိတ်တဲခိုစရိတ်မိုးဘိုးအဖြစ်ငွေချက်3000ကိုပါစီစဉ်ပေးကြောင်းသိရှိရပါသည်ဒီနေ့ပြန်လာမယ်စကတ်ကျူခီးစဉ်အတိုင်းဆိုရင်ညနေလောက်ရောက်မယ်ကြိုးစိုးရေးအတွက်အရင်လိုပဲမိဖက်စည်းပွားရေးသမားတွေကနေထိုင်စားစရိတ်မိုးဘိုးပါစီစဉ်ပေးပြီးတော့ကြိုးစိုးရေးခေါ်တယ်မင်းသားမင်းသမီးတွေကတော့တက်စီတာမန်ထောက်ခံသူတွေကတော့အနည်းဆုံးမိုးဘိုး3000ပေးတယ် မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်။တာမန်ကတော့နေပြီးတော့စီးပင်းမှာထားတယ်။လန်စေးကကားဆင်လုံးကားတယ်။စရိတ်အကုန်လုံးကစီးပွားရေးသမားတွေကကြာခံတာ။တက်တဲ့စီးပွားရေးလုပ်နေတဲ့စီးပွားရေးသမားတွေကအကုန်ခံတာ။အရင်ခရီးစဉ်တွေအတိုင်းပါပဲ။ကျိုးဆိုရေးကဟူနေပြီးတော့စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ မင်းအောင်လိုက်ပြပခီးစင်မှပြန်လာတိုင်းရန်အောင်ဆိုးမြတ်သူစားဒိန်တောင်ခက်စီသူမေတန်းသူမေတင်စားဦးစသည့်စစ်တပ်ဘက်တော်သားတရုတ်ဆောင်ဟာတလူရှင်တော်နှင့်အဆိုတော်အချို့ကလာရောက်ကြိုဆိုလေးရှိပြီးမပါတာနှင့်အမျိုးသားရေးအစွန်းရောက်များကလည်းငွေကြေးရသဖြင့်လာရောက်ကြိုဆိုကြကြောင်းသိရပါတယ်။ထို့ပြင်စစ်တပ်ကမင်းအောင်လိုက်ကိုကြိုဆိုရေးအတွက်နန်စီဒီယန်ဝန်ထမ်းများနှင့်မိသားစုများကိုလည်းဆင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိမည်ပြပခီးစင်အတွက်လည်းနန်စီဒီယန်များကိုလာရောက်ကြိုဆိုခိုင်းထားကြောင်းသိရှိရပါတယ်။ နေအောင်လိုင်ကိုကြိုးဆိုးရဲအတွက်ငွေကြေးကုန်ကျမှုများကိုစစ်တပ်လက်အောက်ခံမြမစီးပွားရေးဥပိုင်းမြမစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီးပွားရေးတွေဖက်လုံးနေသောစီးပွားရေးသမားများကအများဆုံးအကုန်ကျခံငွေစိုက်ထုတ်ပြီးကြောင်းသိရပါတယ်။ဥပိုင်းတို့ MEC တို့ကခမားတို့ဒါတော့အကုန်ကျခံလိုက်ဆိုပြီးမိဘစီးပွားရေးသမားတွေကိုငွေထုတ်ခိုင်းတာဟိုကလည်းဒီလောက်ကတော့ထုတ်တာပေါ့ပြန်ရတာကများတော့စိုက်ထုတ်ပြီးတယ်ဒီနိုင်ထုတ်တာကအစအကုန်စီးပွားရေးသမားတွေကအကုန်ခံကြတာဟုနေပြီးတော့စစ်ဖက်တရင်ချင်းကဆိုပါတယ် အကြံဖတ်မြင်အောင်လိုက်သည်စက်တင်ဘာလ24ရက်မှစက်တင်ဘာလ29ရက်နေ့အထိရုရှားနိုင်ငံသို့သွားရောက်နေခြင်းဖြစ်ပါတယ်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။